တောင်ရှင်အမျိုးသားနဲ့အမျိုးသမီးတွေအွန်လိုင်း300ကနေပြီးတော့လူပြိုအပြိုရောင်ဆောင်နေရာကနေပြီးတော့ဖြစ်လာတာဖြစ်ပါလေတဲ့အဲတော့ကျွန်တော်တို့အားလုံးအနေနဲ့ယနေ့ခေတ်မှာဖောက်ပြန်တဲ့နေရာမှာအွန်လိုင်းကလည်းတရာရာခိုင်နှုန်းမှဆိုရင်ကျွန်တော်80လောက်အခုဆိုရင်အွန်လိုင်းခေတ်မှာအကျုံးဝင်လာပြီခင်ဗျာအဲတော့ကျွန်တော်တို့အတတ်ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်တော်ပြုထားတဲ့ညီငယ်ညီမငယ်တွေပေါ့နော်ကျွန်တော်တို့ကကိုယ့်ကိုယ်တစ်ဖက်လူတွေကကြိုက်လို့လာပြီးတော့ပြောတဲ့အခါမှာအိမ်တော်ရှိလားချစ်သူရှိလားမေးလာတဲ့အခါမှာ ို့မှာတကယ်ပိုင်ရှင်ရှိတယ်ဆိုတော့ကိုကိုလေးလင်းပြောပြီးတော့မှကျွန်တော်ဟာရက်တင်တဲ့နေရာမှာတစ်ခါတည်းအပီးပြရက်ဖို့အတွက်လိုပါလေခင်ဗျအဲ့လိုမှမဟုတ်လို့ရှိရင်တော့ကျွန်တော်တို့ဟာတဖြည်းဖြည်းနဲ့ကျွန်တော်တို့ဟာကိုကလည်းအားနာတယ်လို့လို့ပါလို့နဲ့ဒီကနေဖောက်ပြန်တာတွေဖြစ်လာနိုင်ပါတယ်ဒါကတော့လူငယ်တွေအားလုံးအနေနဲ့ကျွန်တော်ရည်စားပွားမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဟာအိမ်အောင်ရှင်ဘဝမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကိုကျင့်တရားကိုအတတ်နိုင်ဆုံးထိမ့်သိမ်းဖို့အတွက်တကယ်လိုအပ်တာပဲဖြစ်ပါလေခင်ဗျနောက်ထပ်တစ်ခုအနေနဲ့ကတော့ဒီမှာကျွန်တော်နောက်ထပ်ကောမန့်တစ်ခုသဘောကျတာကသူမေးတာပေါ့နော် ကျမမေးပြစီတစ်ခုလောက်တဲ့တဏှာကြောင့်မဟုတ်ပဲနဲ့စွပြစ်ခံထားရတယ်လို့ခံစားရပြီးရွေးချယ်သွားတာရောဖြစ်နိုင်တလားတဲ့တချို့ကြတော့ဖြစ်တတ်ကြတယ်လေဆိုတဲ့အရာပဲဖြစ်ပါလေအဲ့တော့ဒီနေရာကလည်းကျွန်တော်ကပြန်လှည့်ပြီးတော့ပြောချင်တာကဘာလဲဆိုတော့အဲ့လိုမျိုးကိုကိုဒါဖြစ်ထားရလို့ခံစားရတယ်ဆိုရင်ကိုကပွပွလင်းလင်းမေးပါလို့ပြောချင်ပါလေပွပွလင်းမမေးမဲနဲ့မှကိုက ထောက်ပြန်တဲ့ဘက်ကိုသွားလိုက်တယ်ဆိုရင်ကိုယ့်ရဲ့ဂုံသိက္ခာပဲကျဆင်းတာဖြစ်ပါတယ်။ဒါကြောင့်မလို့အဲ့လိုမျိုးချစ်သူနှုတ်ဦးပဲဖြစ်ဖြစ်ကျွန်တော်တို့လင်မယားပဲဖြစ်ဖြစ်အဓိကအရေးကြီးဆုံးသောအရာကတော့မဖြစ်စေတည်းလဲဆိုတော့ကျွန်တော်တော်တော်များများအနေနဲ့ဒီအရာကိုကိုကမေးပါကိုယ့်ရဲ့ဒီကိုယ့်ရဲ့တတ်ဆိုင်သူပေါ့နော်ကိုနဲ့ပတ်သက်တဲ့သူကိုကိုမေးရမှာကဘာလဲဆိုတော့ကျွန်တော်တို့အားလုံးကသူတို့ကကိုယ့်ကိုဘယ်လိုမျိုးသတ်မှတ်ထားတယ်လဲသူတို့ကကိုယ့်ကိုဘယ်နေရာမှာထားထားတာလဲအဲမေးပြီးတော့မှပြက်ပြက်တတ်တာသူ့ဘက်ခြမ်းကလည်းကိုယ့်ကိုအာဆက်ပြီးတော့မှရှေ့မဆက်နိုင်တော့ဘူးပွပွလင်းသိရပြီဆိုရင် နှစ်ဦးသဘောတူကြောကြည်ကြည်နဲ့နဲ့လမ်းခွဲပြီးတော့မှနောက်ထပ်တစ်ယောက်ကိုသွားပြီးတော့ကျွန်တော်တို့ကပတ်သက်တယ်ဆိုရင်တော့ဒါဟာဂုံတိတ်ခါရှိရှိနဲ့လမ်းခွဲခြင်းနဲ့ဂုံတိတ်ခါရှိရှိတော့ပြန်ပြီးတော့မှ အချစ်တစ်ခုကိုပြန်လဲမွေးဖွားတာပေါ့ဗျာတကယ်တော့အချစ်ဆိုတာကအရန်အေးချမ်းပြီးတော့မှအရန်ကမှအေးများစီပါတယ်ချစ်တတ်တဲ့သူတွေအတွက်အေးများစီတာဖြစ်တဲ့အတွက်ကြောင့်ဒီပြိုလေးကိုကြည့်ရှုနေတယ်ကျွန်တော်တို့ဒါလူငယ်တွေရောလူကြီးတွေရောအားလုံးအနေနဲ့ကကျွန်တော်တကယ်ကိုမှန်မှန်ကန်ကန်နဲ့ချစ်ချင်စရာနဲ့ချစ်တတ်ဖို့အတွက်တကယ်လိုပါတယ်ခင်ဗျာလူတိုင်းအခုခေတ်မှာဖောက်ပြန်တဲ့သူတွေအထူးကများနေရတဲ့အကြောင်းရင်းကဆိုရင်တကယ်အချစ်စစ်အချစ်မှန်တွေကိုတေးသေးချာချာမခံစားရသေးဘူးလို့ကျွန်တော်တော့မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့ ်ဟာကြိုက်တယ်နည်းနည်းလေးကိုမျက်စိထဲမှာသဘောကျတယ်ကြိုက်သွားပြီဆိုရင်ဒါအချစ်လို့ထင်တယ်တကယ်တော့မိတ်ဆွေပတ်စံရှိတာလို့ကြိုက်တာလည်းအချစ်မဟုတ်မိတ်ဆွေတို့နော်အချစ်ဆိုတာကကိုချင်းစာတရားဖြစ်တယ်ကိုချစ်ရတဲ့သူကိုသူ့ကိုပျော်စီခြင်းနဲ့သူ့ကိုကျွန်တော်တို့ကစိတ်ချမ်းသာစေခြင်းနဲ့နော်ကိုချစ်ရတဲ့သူကိုဟာသူ့သူ့နေရာမှာကိုဆိုရင်ရောဆိုတဲ့ကိုချင်းစာစိတ်နဲ့မေတ္တာတရားအဲ အရာအားလုံးပေါ့နော်ဒါတကယ်ချစ်တယ်ဆိုရင်တော့ကျွန်တော်ဒါလိုမျိုးတွေမလုပ်ပါဘူးတကယ်မို့တကယ်အားလုံးနေနဲ့လူငယ်တွေနောက်ထပ်နောက်ထပ်နောက်ထပ်ဒီပြိုလေးကိုကျွန်တော်အခုလိုပြောပြရတဲ့အကြောင်းရင်းကတော့နောက်ထပ်ဘဝမှာရှေ့ဆက်သွားရမယ့်နေရာတစ်ခုပေါ်မှာကျွန်တော်တို့လူငယ်တွေအများကြီးနေနဲ့ကျွန်တော်ဘဝမှာတကယ်အခြေစားရတာကောင်းတဲ့သူတွေအများကြီးပေါ်ထွက်လာစေတာဖြစ်ပါလေခင်ဗျာအဲ့တော့ခစ်မီလာတဲ့အပေါ်မှာကျွန်တော်ဟာ ခင်းနဲ့အညီကျွန်တော်ဟာဆိုရှယ်မီဒီယာသုံးတယ်တို့တော်များလည်းဒီခင်းနဲ့အညီပေါ့နော်ဖြစ်လာတဲ့ပုံမှာကျွန်တော်အလုံးဟာလည်းကိုချင်းတိတ်ခါတရားကိုလည်းထိမ့်သိမ့်တတ်တဲ့လူငယ်တွေအလုံးဖြစ်ကြပါစေလို့ဆုတောင်းပေးပါရခင်ဗျာထောက်ပြန်ခြင်းကင်းတဲ့ချစ်ချင်းနဲ့ဆုံသွေးကြပါစေခင်ဗျာ